ဲ့တော့ makeup လုံးဝကိုယ့်ပါကိုမိမိကိုယ်နဲ့မိမိဒီအခုချိန်ထိမလိမ့်တက်သေးဘူးဆိုလို့ရှိရင်တော့အဲခင်အရင်နောက်ကျသွားမှာဖြစ်တယ်အားလုံးပဲမင်္ဂလာပါရှင်နှစ်ရက်ဒီတင်းကြောင်းနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာကတော့ self makeup ပေါ့နော် self makeup ရဲ့ဒုတိယနေ့လေးပဲဖြစ်ပါတယ်ဒီဒုတိယနေ့လေးမှာကျတော့မနေ့ကတော့ကျတော့သူတို့ဘာသာသူတို့ပေါ့နော်မျက်နှာမှာသူတို့ model မခေါ်စရာမလိုပဲနဲ့သူတို့မျက်နှာမှာသူတို့ပြန်ပြင်ရတယ်အခြေခံ basic ကနေစပြီးတော့မှဒီ makeup ရဲ့သဘောတဘာဝကိုအကုန်ရှင်းပြပြီးတဲ့အချိန်မှာ step by step သူတို့ makeup ကိုသူတို့ဘာသူတို့ လိမ့်ချက်ပြီးသွားပြီဖြစ်ပါတယ်ဒီနေ့ကကြာတော့ day 2မှာကြာတော့ day 2မှာကြာတော့အဓိကဘာလဲဆိုတော့တို့ submit ကအပြင်ဟိုမှာတို့တွေအဲဒီလိုမျိုးနေ့စဉ်ပေါ့ပေါ့ပါပါမဟုတ်တော့ဘဲနဲ့ပွဲတစ်ခုသွားမယ်ပေါ့နော်ဟိုသူများရဲ့ပွဲကိုနေ့ကင်းမိုင်းနဲ့ဖြစ်ဖြစ်ညပြည့်တက်ခဲ့မယ်ဆိုလို့ရှိရင်ပွဲတက်မိတ်ကလေးကိုဒီနေ့ကတင်ပေးမယ်နေ့ပဲဖြစ်ပါတယ်ဒီနေ့ကတို့ကိုတင်ပေးမယ်ပြီးတာနဲ့တို့လက်တွေတို့ပါတို့ပြင်ရမှာပဲဖြစ်ပါတယ်ဒီနေ့တင်ပေးမယ့်ဟာကပွဲတက်ပုံစံဖြစ်တဲ့အတွက်ကြောင့်မလို့ daily look နဲ့ကလုံးဝပွဲထွက်သွားပါတယ် ဲ့ဒီတော့ကြောက်မလို့တို့တွေဒီနေ့လက်တွေ့လေ့ကျင့်တဲ့ဟာလေးကိုလည်းဒီဗီဒီယိုဖိုင်လေးရဲ့အထဲထဲမှာလည်းပြပေးပါမယ်ဒီ sub make up ကကြာအချိန်မရဘူးအချိန်အများကြီးပေးစရာပေးမပေးနိုင်ဘူးစတုံးတွေလည်းအများကြီးမတင်ချင်ဘူးကိုယ့်ဘာကို ပြင်ပြီးတော့ဒါမှမဟုတ်ရှိရင်ပွဲတွေပါသွားချင်တယ်တငယ်ချင်းပွဲသွားမယ်ဆိုရင်လည်းပြင်ပေးခြင်းနဲ့ဇပင်ကို fancy ပုံစံလေးတွေလုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ sub make up အတန်းလေးကိုတင်ဖို့တော် recommend ပေးပါရစေ။ဒီ make up အတန်းလေးမှာကြတော့ eye shadow မတ်စကာလာအကုန်လုံးအကုန်လုံးပေါ့နော်အကုန်လုံးဒီ highlight ကစပါနေရစအကုန်လုံးပေးသုံးပါတယ်နော် weekly တယောက်ကတော့မနေ့မိုးလေးပြီဆိုတော့ကိုကိုယုံကြည်မှုအပြည့်နဲ့ makeup ကလေးကတော့ daily look လေးကတော့ပြင်တတ်မှာကိုအစဉ်ပြေမှာဖြစ်ပါတယ် step by step သုံးနည်းလေးပါသိရင်တော့ပိုကောင်းတာပေါ့နော်အဲ့ဒီတော့ကြောင့်မလို့ကိုယ့်စီမှာမတက်ရင်တော့ sub makeup လေးတွေကိုဒီလိုပေါ့နော်အဲ tutorial လေးတွေကြည့်ပြီးတော့ပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းအဲဒီ beauty blogger တွေကလည်းအဲ့လိုမျိုးပေါ့နော်ဟို တင်နှားပြီးရတဲ့အဲ့လေလေ့လာပြီးတော့စမ်းပြီးတော့လိမ့်တင်ပါတယ်အဲ့တကြောင့်မလို့တင်နှန်းလေးရတော့မိတ်ကပ်လေးလည်းရှိပါတယ်မိတ်ကပ်ကမှတနောက်ကပစ္စည်းဝယ်စရာမလိုဘူးပေါ့နော်နေ့ကလေးတင်တဲ့အကြောင်းမှာကတော့စပင်မိတ်ကပ်စတုံးပြီးလို့ရှိရင်စပင်ဟိုမှာမျက်ကောက်ဖြောင့်ဆေးဆိုးလက်သေးဖူစပါပြီးတော့လို့ရှိရင်မျက်နှာပိုင်းလေးပဲပေါင်းတင်ခြင်းနဲ့ဆိုလို့ရှိရင်တင်တဲ့ရှိပါတယ်စပင်ကမှလုံးဝနှိပ်လျော့ကောင်းကောင်းကျွမ်းကျင်ခြင်းနဲ့မျက်နှာဆေးတာကောင်းကောင်းကျွမ်းကျင်ခြင်းနဲ့နှိပ်ကွက်ပေါင်းများစွာနဲ့ပေါင်းတင်တာတွေပါအဆင်ပြေပြေလေးနဲ့ လောက်ချင်တယ်ဆိုလို့ရှိရင်ကြတော့အလားပြေဆိုင်မှာဝင်ကျင်တယ်ဆိုလို့ရှိရင်ရှမ်ပူနဲ့ဝင်ကျင်တယ်ဆိုလို့ရှိရင်လည်းရှမ်ပူသင်တန်းလာတက်လို့လည်းရတယ်ပေါ့နော်အဲ့ဒါလေးလည်းတော့ comment ပေးပါရစေဈေးလည်းအများကြီးမပေးရတဲ့အတွက်ကြောင့်ပေါ့နော်ညီမလေးအတွက်အဆင်ပြေပါရစေအဲ့ဒီအတွက်ကြောင့် online class လေးလည်းရှိပါတယ် တင်တန်းလေးတွေကတော့ကိုနဲ့ပေါ့နော်တင်းတင်းနဲ့တင်တန်းလေးတွေကိုလာရောက်ပြီးတော့မေးလို့ရပါတယ်ဒီ page မှာလည်းလာပြီးမေးလို့ရနေ့ဒီ page မှာပေါ့နော် Facebook လေးမှာတော့အတိအကကပို့ပြီးတော့ reply ပြန်ဖြစ်ပါတယ် TikTok မှာမေးကြတဲ့ညီမလေးတွေဆိုလို့ရှိရင်မ aya TikTok ကိုကြတော့ပေါ့နော်တိတ်ပြီးတော့မဝင်ဖြစ်တဲ့အတွက်ကြောင့် reply ပြန်တာလေးတွေမရှိရင်လည်းတောင်းပန်ပါရနော်ကဲအဲ့ဆိုရင်တော့အခုခဏနေလို့ရှိရင်တင်တန်းသူလေးတွေကိုခေါ်လိုက်တော့မယ် make up လေးကတော့တင်တန်းစတော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးများနေပါတယ်